Hello အားလုံးမင်္ဂလာပါ။ဖူအမချန်ကနေကြိုဆိုပါရစေ။ဆိုတော့ညကတော့ကျွန်တော်တို့ West Ham နဲ့ဒီ Newcastle တို့ရှင်ပိုင်ကစားသွားကြပြီးတော့ West Ham ကအိမ်ဝင်းမှာ၃ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်တို့ Newcastle ကိုအနိုင်ရတယ်။တရုတ်ကိုထင်မှတ်ထားတဲ့ရလက်ကိုကျွန်တော်တို့ဝက်ဆမ်ရဲ့ဘက်ကရအောင်လှုပ်ပြနိုင်ခဲ့တယ်။သူတို့ပြင်တာနီးပြနူနိုဆန်တိုအတွက်ပေါ့နော်။ဒီဝက်ဆမ်ရဲ့မန်နေဂျာဘဝအဖြစ်နဲ့ပထမဆုံးဆိုသလိုနိုင်ပွဲရယူနိုင်ခဲ့တဲ့ ပွဲဖြစ်တယ်ဒီမတိုင်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့နူနိုဆန်တိုးစ်အနေနဲ့ပေါ့နော်ဝက်ဆန်မာသူကင်တယ်သူများပွဲစဉ်ဒီမှာဆိုလို့ရှိရင်လုံးဝအနိုင်ရလက်တည်းမရဘဲနဲ့တော်တော်ကိုတိုင်ပတ်ထားတာဒါပေမဲ့ဒီနေ့ပွဲစဉ်ကတော်တော်ကောင်းကောင်းနဲ့ကိုနျူကာဆယ်ကို PRB ကစားပူကောင်းတဲ့ performance တွေနဲ့ကစားမတယောက်ချင်းစီတိုင်းရဲ့ဘက်ကပူကောင်းတဲ့ performance တွေနဲ့ကျွန်တော်တို့ကလှုပ်ပြသွားတယ်။၃ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်တို့ကဒီဝက်ဆမ်ရဲ့ဘက်ကအိမ်ဝင်းမှာကျွန်တော်နိုင်နေပေါ့နော်။ ဆိုတော့ဒီဝက်ဆန်ကဒီပွဲအနိုင်ရခဲ့တဲ့အတွက်ကျွန်တော်တို့ဒါပရီးမီးယားလိရဲ့ဒီရသည်ဒူတီယာမြောက်နိုင်ပွဲကိုရနိုင်ခဲ့တာပေါ့နော်၁၀ပွဲမှာသူတို့၂ပွဲပဲနိုင်ထားသေးတယ်။တပွဲတည်ကြပြီးတော့9ပွဲထိသူတို့ရှုံးနေထားတယ်။အတိုက်စစ်က၁၀ကိုရထားပြီးတော့ခန်းစစ်က၂၁ကိုပြန်ပေးထားရတယ်။ဒါဝက်ဆန်ဘက်ကကျွန်တော်တို့ကြည့်ရင်တော်တော်ကိုအခြေအနေဆိုးနေပြီးတော့ဒီအဆင့်ကျွန်တော်တို့ဗာနော်ဒါ၁၈မှာနော်အဆင့်၁၈မှာကျွန်တော်တို့အနေနဲ့တန်းစင်းစုံမှာသူတို့ရောက်နေတယ်။ဒါကနူနူဆန်တို့ရဲ့ဘက်က အမှန်ကန်ပြင်ဆင်ဖို့အတွက်ကျွန်တော်ဒီကိုရောက်လာတာဆိုတော့အခုတော့သူ့အတွက်ပထမဆုံးကျွန်တော်နိုင်ပွဲကျွန်တော်ရပြီပေါ့နော်ဝက်ဆမ်အနေနဲ့ပထမဆုံးပါကေတာရဲ့ဒီ35မိနစ်မှာချီပါကူးနဲ့ပေါ့နော်ကျွန်တော်သာချီပါကူးရတယ်ပထမဆုံးတော့ဒီဂျီကော့မာဖီကဒီ၄မိနစ်၃မိနစ်လောက်မှာပဲကျွန်တော်တို့ညူကာဆယ်ရဲ့ဥဆောင်ကိုသွင်းနေပေါ့နော်အဲ့ဒီကိုကလည်းကန်ချက်ကတော့ကောင်းပါတယ်ဒါပေမဲ့ပါကီတာရဲ့ကန်ချက်ကပိုကောင်းတယ်ပါကီတာနေနဲ့အဲ့ဒီလုံကန်သွားတာဆိုလို့ရှိရင်ဘယ်ချီနဲ့ဘယ်ချမ်းမှာ left half space မှာပေါ့နော်ဟိုဘယ်လိုပြောမလဲ ဟိုအနီးကပ်ကျွန်တော်တနီးယာပို့ကိုကန်သွားတယ်လို့တော့ကျွန်တော် ပြောလို့ရတယ်သူကန်တဲ့ပုံစံကလည်းဘောလုံးကလဲတာဘာညာမျိုးဖြစ်မသွားဘင်းနေပေါ့နော်ဒီတိုင်းတပုံစံနေကြီးသွားပြီးတော့လုံးဝလေးပေါ်မှာ direction အနေငယ်ပြောင်းပြီးတော့ဒီနစ်ပုတ်ဘလူးမန့်ကိုသူမှန်းနဲ့လမ်းကြောင်းမှာလာတာမျိုးမဟုတ်ဘဲနဲ့သူချောပုတ်တယ်လို့ဖြစ်သွားတယ်။အဲနစ်ပုတ်နေနဲ့ဒီတက်ပို့ပြီးတော့ကောင်းအောင်လုံးပြနိုင်ခဲ့တင်တာပေါ့နော်။တိုးတော်လည်းပဲအဲ့ဒီလုံးက ျွန်တော်ကတော့ဘေးထွက်သွားတာလို့တော့ထင်တာပြတိလားကစားမားတွေအောင်ဝဲခံမှာပဲအော်ဂူးသွားတာဟာဆိုတဲ့ပုံစံတကယ်ကောင်းတဲ့ကန်ချက်ပါတကယ်ကောင်းတဲ့ကန်ချက်ပါเนาะဆိုတော့အဲနစ်ပုတ်လိုမျိုးဒိုင်ဗင်ကောင်းပါလေဆိုတဲ့ကစားမားအရင်ကျွန်တော်တို့နေအရက်ရှိတဲ့လက်တန်ရှိချီတန်ကြီးကစားမားတောင်မှကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့နေဒါပထမပိုင်းမပြီးခင်မှာပဲ ကျွန်တော်ဘော့တမန်ရဲ့ဘယ်လိုပြောမလဲအုံကူနဲ့ပေါ့နော်ဝက်ဆန်ကဒုတိယမြောက်ဒါကျွန်တော်တကူးထပ်ပြီးတော့ရတယ်ဥဆောင်ကူရတယ်ပေါ့ဒါက1ဘီဆာကာအနေနဲ့ crossing ပေးဖို့ကျူးပန်းတာကိုဘော့တမန်က intercept လုပ်ဖို့လုပ်ဖို့လုပ်တာဒါကိုသူနဲ့ထိပ်ပြီးတော့ဒီကိုသမားနစ်ပုတ်ကပေါ့နော်ဘယ်လိုပြောမလဲ direction ကိုမှန်းဖို့ကျူးပန်းရင်းနဲ့ deflect ဖြစ်ပြီးတော့ကျွန်တော်ဝင်သွားတယ်အုံကူဆိုတဲ့ခါကျတော့သူဘာမှမတက်နိုင်ခဲ့ဘူးဆိုတော့တတိယကူကတော့ newcastle ရဲ့ဘက်ကကျွန်တော်ဒါအနည်းဆုံးတော့ ချီပါကူရဖို့ပြန်ကျူးပန်းနေတဲ့အချိန်မှာတံပြန်ကနေတင်ပေါ့နော်ကျွန်တော်ပါကီတာအဲပါကီတာကျွန်တော်ဒီ ဟိုပြည်ကဂျရက်ပူဝင်ရဲ့အတွဲကနေတဆင်ကန်လို့ထက်ထွက်လာတဲ့အလုံးကိုတော့မတ်ဆိုရှယ်ကမရရအောင်ပိတ်သွားရင်နဲ့ကျတော့သုံးခုတခုဆိုရရလဲဖြစ်သွားတာဝက်ဆမ်တက်တော့အရန်ကိုအကြီးကြီးခဲ့တဲ့နိုင်ပွဲအရန်ကိုအတိတ်ပဲရှိခဲ့တဲ့နိုင်ပွဲလို့ပြောရမယ်ဘာလို့လဲဆိုတော့နိုင်ပွဲဟာညူကာဆယ်လိုညူကာဆယ်လိုမျိုးပေါ့နော်ချစ်လစ်ပါတယ်ဆိုတဲ့အသင်းနဲ့တွေ့တဲ့ပွဲကလာလို့ပဲတဖက်ကညူကာဆယ်အတွက်တော့တော်တော်စိတ်ပျက်စရာပါသူတို့ရဲ့ legend ကြီးလို့ကျွန်တော်ပြောရမယ်အလန်ရှီးယားတောင်မှာပေါ့နော်ဟိုပြည်ကကစားမားတွေရဲ့နိုင်ပွဲဆာလောင်မှု နော် နေပါမှု အနိုင်ရလူစိတ်နေပါမှုလားကစားမတွေကျူပန်းအားထုတ်လူစိတ်နေပါမှုဒါရီနဲ့ပတ်သက်ပြီးတော့လုံးဝဝေဖန်ထားတယ်ဝက်ဆမ်မြက်ဘက်ကတကယ်လည်းပဲဒီပွဲကိုအနိုင်ရခြင်းနဲ့အတင်းတင်းပတ်မှာကစားခဲ့ပြီးတော့ညူကာဆယ်ရဲ့ဘက်ကအဲ့လိုမဟုတ်ခဲ့ဘူးကာဆယ်နီနဲ့လူစင်းရကောတကယ်တကယ်ပေါ့နော်ဒါကစားမတွေရဲ့ quality ရရောဒီတက်ပူကောင်းတဲ့ကစားမတွေရှိခဲ့တယ်ဆိုတော့ဒါဒါကိုသူတို့အနေနဲ့ကစားမတွေရဲ့တယောက်ချင်းစီတိုင်းရဲ့အကောင်းဆုံး quality တွေကိုကျွန်တော်မရဘူးဒီပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါပါကီတာဒီနေ့ပွဲစဉ်မှာတအားကောင်းနေဗျာ เนาะတအားကောင်းနေသူကစားသွားတာလေဒီဘလိုမှာသူလုံးဝကစားသွားတာတော်တော်လေးကိုကျွန်တော်ကောင်းနေတယ်မှာပါတယ်မတီးစပိုင်နေနဲ့နှစ်ယောက်အပြောင်းလဲတွေပါလေလုတ်ပြီးတော့သူတို့ကကစားသွားတာဒါပေမဲ့လို့ညူကာဆယ်ကွင်းလေမှာဆိုလို့ရှိရင်တိုနာလီကောဂေမရက်စ်ကောဂျိုလင်တန်ကောဘယ်သူမှကောင်းအောင်ကျွန်တော်အနေနဲ့ပေါ့နော်ပို့ပြီးတော့လုတ်ပြနိုင်ခဲ့တာတွေမရှိဘူးဒါကြောင့်ပေါ့နော်ညူကာဆယ်ရဲ့ကစားပုံကြီးကတော်တော်ကြီးကိုအဆင်မပြေဖြစ်လွန်းပြီးတော့ creativity ဘာမှအများကြီးမရှိခဲ့ဘူး ဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်ပြိုင်ဘက်ကိုအရင်ချိန်ချောင်းနိုင်ခဲ့တာဆိုလို့လည်းအများကြီးမရှိခဲ့ပဲနဲ့ကျွန်တော်ဒီပွဲက၃ဂိုး၃ခုဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးနေသွားရတယ်။ဒီမတိုင်ခင်ကမှာနျူကာဆယ်ရဲ့ဘက်ကတောက်လျှောက်ကောင်းနေတာနိုင်ပွဲတွေပါတယ်သူတို့ပြန်ရလာတာသူတို့လည်းပဲအခုဆိုပြန်ရှုံးနေသွားခဲ့ပြီးတော့အဆင့်၃မှာကာဆယ်ကရှိနေတယ်။ဆယ်ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်ထားတယ်။၃ပွဲတည်ကြပြီးတော့သူတို့၄ပွဲအထိတည်ရဒီမှာရှုံးနေထားတယ်။တိုက်စစ်က၁၀ခုရရင်ခန်စစ်က၁၁ခုပြီးထားရတယ်ပေါ့လေ။ဒါလည်းရှိနျူကာဆယ်ရဲ့တည်ရဒီအနေထားပါ။ ကျွန်တော်နီးပြပြတဲ့အဒီဟောင်းတွေ့တော့ကစားမားတွေရဲ့ကျွန်တော်ဒီပွဲကိုကစားပေးဖို့အတွက်ကျူပန်အထုတ်လူစိအားနည်းမှုတွေကတော်တော်လေးကိုပြောစရာဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်တော့နောက်ပွဲဒီမှာဘယ်လောက်ထိသူတို့ပြင်ဆင်လာမလဲကြည့်ရမယ်တော်တော်လေးစိတ်ပျက်စရာကောင်းကြတဲ့ရှုံပွဲပါနျူကာဆယ်အတွက်တော့နူနိုဆန်တိုအတွက်တော့ဒါသူ့ရဲ့ဝက်ဆမ်မန်နီယာဘောကပထမဆုံးနိုင်ပွဲဆိုတဲ့အခါကျတော့လုံးဝဝမ်းသာကြည်နေစရာကောင်းတဲ့ performance မျိုးလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့ညီကလေးအနေနဲ့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကြည့်တင်များကြီးတင်ပါတယ်